အမောက်တချို့ကပြောကြတယ်ယောက်ျားရတာကံကောင်းတယ်တဲ့အိမ်တော်ကြတာကံကောင်းတော့တဲ့ပြည့်မစုံနေရတဲ့ဘဝကနေတဲ့ဟိုဘယ်လိုပြည့်စုံသွားတယ်ပေါ့နော်သူတို့ပြောချင်တာကကျမကဟုတ်တယ်ကျမတို့နေခဲ့တဲ့ငငယ်တော့ကနေခဲ့တဲ့အိမ်ကသူများကြီးလမ်းလမ်းရလို့ပြောမလားကိုရီစာလေးနဲ့ဆိုကွာဂျောင်ဂျောင်ဂျောင်တဲ့အဲ့လိုဂျောင်ထဲမှာနေခဲ့ရတာအဲ့ဒီကနေအခုအိမ်တော်ကြတဲ့အသက်20ကျော်ကတည်းကအိမ်တော်ကြတဲ့အချိန်ကစပြီးတော့ကိုပိုင်အိမ်ထဲနေနိုင်လာတယ် နော်အဲ့လိုမျိုးနည်းနည်းပြပြစုံဖြစ်လာတယ်ဗောနော်။ဘာဖြစ်လဲငငယ်တော့လည်းကိုပိုင်ပါပဲဒါပေမဲ့အဖေနဲ့အမေအိမ်မဟုတ်ဘူးအဖိုးအဖွားကနေပြီးတော့ထိုးပက်တချမ်းဒီပက်တချမ်းနေရဒေတာဒေတာအထုံးစံတိုင်းပေးထားတာအဲ့တော့ဟိုစပိန်စည်းတောင်ဘောမှာမွေးနိုင်ခဲ့ဦးရှင်တက်တက်ပြောရမယ်ဆိုရင်အဲ့ဒီဘွားရင်ရောက်လာတဲ့ခါကျတော့အိမ်တော်ကျတဲ့ကံကောင်းနေတဲ့အဲ့တော့ကျမလေးအဲ့မှာလူငယ်တွေကိုပြောစီရတခုရှိလာတယ်ဒီဗီဒီယိုအစုံးလေးလိုက်ခဲ့ကြည့်ရင်တော့ငယ်တဲ့ညီမလေးတွေအိမ်တော်မဲ့ရွေးချယ်တဲ့အခါမမားဘူးလို့အမားတည်းပြောရတယ် ပါလဲဒီလားအမတို့ကအိမ်တော်ဖက်ရွေးချယ်တဲ့အခါမှာနော်လင်ရကန်ကောင်းတာမဟုတ်ဘူးကွာအမတို့ရဲ့အရေးချင်းရှိနေလို့အဲ့ဒီယောက်ျားအမတို့ကြိုက်တာလက်ခံလာမသိဘူးနော်ယောက်ျားလေးတွေရှိဒီဗီဒီယိုယောက်ျားလေးကြည့်ရဆိုရင်လူပြိုတွေကြည့်ရဆိုရင်စဉ်းစားသွားကိုတကယ်ချစ်တဲ့မိန်းကလေးကိုအချစ်တခုရတဲ့အမတို့ကဘလောက်ရုပ်ချောနေပြီစီရွေးချယ်မိတဲ့သူတခုခေတ်မှာပို့တော့နေလိမ့်မယ်အရန်ချစ်လို့ပပောက်တွေနဲ့မင်းကူတာဆိုတဲ့ဟာတွေကဟိုးအတိတ်သမိုင်းတွေမှာကြံခဲ့ပြီးမှတော့ နော်အဲ့ဒီတော့အမားတို့ဒီယောက်ျားတယောက်ကိုကွယ်ကိုရီကွာယောက်ျားတယောက်ကမိန်းကလေးတယောက်ချစ်တယ်ဆိုလို့ရှိရင်လေဒီမိန်းကလေးမှာဘာအီချင်းရှိတယ်လဲဒီမိန်းကလေးပစံစီစဉ်ဥစ္စာပြောချင်းမဟုတ်သေးဘူးเนาะငါရှာတဲ့စီစဉ်ဥစ္စာတထေးသားတောင်ကိုကိုကြိုက်တော့မှဆိုရင်ငါရှာတဲ့စီစဉ်ဥစ္စာကိုဒီမိန်ကလေးထိမ့်သိမ့်တက်ပါမလား အမြဲတမ်းအားရှိသွားလာလှုပ်ရှားပြီးတော့ဘယ်နေတဲ့မိမလာပေါ်သမျှအဝတ်စားလိုက်လိုက်ဝယ်ဝတ်နေမဲ့လူတကာကိုလိုက်ပြိုင်ပြီးတော့ငါပတ်စံချမ်းသာတယ်ငါသူ့ကိုယူလိုက်သူအရင်တော့ဆင်းရဲတယ်ငါပတ်စံနဲ့လိုက်ဖြုတ်မဲ့မိမလာလို့အဲ့ရောက်ရှာတွေးမနော်ဘယ်တထေးသားမှတော့ဆင်းရဲတဲ့မိန်းကလေးကောက်ပြီးတော့အုံဖွားသူပြီးနေရီကနေထည့်တယ်သူတို့လုပစ်လိုက်မှာမဟုတ်ဘူးရှိတော့ရှိနိုင်တယ်ရှားမယ်ရှားအဲရတဲ့သူကတော့အင်မတန်အင်မတန်ကန်ထူတဲ့သူပေါ့နော်ခုကိမှယောက်ျားတွေပိုတော့လေတည်းခေါင်းခေါက်ပြီးရွေးတာမိမတွေကိုနော်မိမတွေရွေးတဲ့ခင်မဟုတ်တော့ယောက်ျားတွေရွေးတဲ့ခင်ယောက်သားပြီးအကျွမ်းပြောတာ လက်ခံတဲ့သူလည်းလက်ခံမခံတဲ့သူလည်းမခံဘူးမိန်းကလေးတွေကယောက်ျားခေါင်းကို မောင်တို့ကလိုက်ရွေးနိုင်ဖို့ဘာလို့လဲဆိုတော့ကို့အရေးချင်းတစ်ခုလိုတယ် ကိုကနော်မင်းကတော်ဆိုကိုတော်ဖြစ်ဖို့အရေးချင်းရှိပါမှာအဲ့ဒီမင်းကတော်ကိုကြိုက်မှာအခုဆိုဆယ်လီတွေကအတိများတယ်ဟွာကိုစိန်ဖြိုးနဲ့မက်ရီရီပွင့်ဖြူဆိုလို့ရှင်ဟာရီပွင့်ဖြူယောက်ျားရဲ့ကံကောင်းတယ်ဆိုလည်းမရီချင်းတယ်သူ့အရေးချင်းဘယ်လောက်ရှိရဆိုတာမသိကြအောင်ဒါဆိုတော့သူ့ယောက်ျားရဲ့အချိန်ဟွာရမ်းကြီးတယ်သူ့မိသားစု background ကရမ်းကြီးတော့သူ့ကိုကံကောင်းတယ်လို့ပဲသတ်မှတ်လိုက်ကြတယ်အဲ့ဒီလို background ကြီးတဲ့မျိုးတော့မတော်ဝင်ဖို့ဆိုတာလေကိုရီရှင်ရှိမှဖြစ်မှာအလုံးမလို့ရှင်ဟိုးဟွာခြေတုပ်ပစိုးတစ်ဖွဲ့မတော်ခြေနေဘက်မှာကျိုးနေရမှာတစ်ဖွဲ့ပြပြတာနော် အဲ့လိုလေဆိုတော့ဘဝကြီးကရမ်းကွာချတယ်လို့ကိုကိုရင်မျက်စီတည်းမြင်နေရလေအမေက तू အဲ့ဒီအဲ့ဒီအမဆိုရင်ဘွဲတွေအများကြီးပဲရထားတာနော်သူ့ဟာသူပညာတွေရမ်းတော်တယ်အခုဆိုရင်လည်း तू သူတို့ဆိုရှယ်မီဒီယာနဲ့ influencer ဖြစ်ပစံရှားနေတယ်သူတို့လေမြန်နေဆိတ်တူကူရှားနေရအဲ့တော့သူ့အကြောင်းကိုကိုအကြောင်းကိုပြန်ပြောရမယ်ဟုတ်ပြီကျမအကြောင်းပြန်ဆက်မယ် ဲ့တော့လေတချို့မိမိတွေဆိုလဲအော်မိန်ကလေးဆိုတာတမီမိန်ကလေးဆိုတာပေါ့နော်အိမ်တော်ရဲ့သားကောင်းကောင်းကြောက်ဖို့လို့ယောက်ျားရဲ့ကံကောင်းဖို့လိုတယ်ဆိုပြီးတော့အမြင်နဲ့မှားကြတယ်အမန်းလေယောက်ျားရဲ့ကံကောင်းဖို့လိုတာမဟုတ်ဘူးမိမိကိုမိမိမှာလိုရတဲ့အရေးချင်းတွေကျမဆွမ်းနိုင်ပဲတို့ပဲကျမတို့မှာလိုရတဲ့အရေးချင်းတွေရှိသွားတဲ့အခါအိမ်တော်ဘက်ကောင်းကောင်းကအလိုလိုရလာတယ်ရှင်ဒါပေမဲ့ကံကောင်းကြောင့်မလားလို့ဟိုနှစ်ဦးသဘောတူသွားနေတဲ့လမ်းတစ်ခီးတစ်ခုမှာဟိုလက်ခုပ်နှစ်ခုနှစ်ဖက်ဗျိုင်းတီးရင်းနဲ့တစုံတစ်ခုဖြစ်သွားခဲ့ရင်တော့တမျိုးပေါ့အဲ့ဒီအကြောင်းကနောက်မှပြောပြမယ်နော်အိမ်တော်ကိုကျမတို့ထိန်းသိမ်းဖို့အမှုပညာတွေဘယ်လိုလိုအပ်တယ်ဆိုကျမပြောပြပညာတွေဘယ်လိုဘာတွေလိုအပ်တယ်ကျမ ကျွန်မအရှိမ experience ရှင်းပြပေးမယ်အဲ့ဒါညီမလေးတွေပို့တက်တက်အခုကကျမတို့အိမ်အောင်ရေးကန်ကောင်းမှုယောက်ျားရကန်ကောင်းမှုနဲ့ဆိုတာကလေအဲ့ယောက်ျားကကိုရွေးချယ်လိုက်တယ်ဆိုတာကို့မှာအရေးချင်းတစ်ခုရှိလို့ရွေးချယ်လိုက်တာ ချမ်းပြတ်သွားပေါက်လာပဲကို့မှာဒီ main ကလေးကိုဥမာလူနှစ်ယောက်စချစ်ကြိုက်တယ်ကွာ तू မဘာလို့တက်မှန်းလဲကိုရီဟို तू အိမ်တော်ပတ်စံဖြုံးတယ်လားမဖြုံးတယ်ဘူးလို့အမောင်တို့ရီးစားပွားတော့ဘာမှမသိဘူးနော်ရဲ့ယောက်ျားတယောက်ကြောင့်အိမ်တော် main ကလေးကြောင့်လည်းအဲ့လိုသိမသိဘူးချစ်ပါတယ် तू ကြောင့်ငါအကုန်သိရဆိုအဲ့ဒါအမောင်တို့ညာတာမသိဘူးအိမ်တော်ချက်ပြီးခါကျမှဂါခန္ဓာနာသိရတာကွာနော်အဲ့ဒါအိမ်တော်ရီးအနှစ်သာတာပဲအဲ့ဒါအိမ်တော်ရီးစတဲ့ခါကျမှ तू နဲ့ကိုနဲ့မနဲ့မိုးလေးအရာထားပြီးတွေ့တဲ့ခါကျမှဟာ तू အရာနှိုးရင်ဒီလိုနေတဲ့တရားညစ်ပတ်တယ်မညစ်ပတ်ဘူးအဲ့အမညစ်ပတ်နဲ့မညစ်ပတ်တွေ့အဲ့မှာမစပြီးကွဲပြီးပြေးပြီးပဲအကွဲပြဲပြောတယ်မှာအဲ့မှာစပြီးတော့ညောင်ချင်းဖြစ်ပါပဲသဘောပေါက်လားမယ်နော် ကဲဒါဆိုရင်အမတို့ကသူတို့စရွေးချယ်တဲ့ကဟုတ်ပြီအင်ဂျင်နီယာတယောက်ကအမမျိုးသားအင်ဂျင်နီယာအမကလာကြိုက်တယ်သူရဲ့ပွဲလမ်းတပင်းကြီးခေါ်သွားဖို့လူကြီးရနေညသာစားပွဲတွေသွားရမယ့်အချိန်မျိုးတွေသွားရမယ့်ပွဲတွေရောက်တဲ့အခါကျခေါ်ဖို့ပြင်းတဲ့အခါခုမိမသည်တာမန်ဈေးရောက်နေသူလားဈေးမခောင်းရပြီကြက်သားတွေဝသားတွေဈေးတဲ့ရောက်နေတူတာတပည့်ပြရနော်ဈေးတဲ့နှိမ်ပြောတာမဟုတ်ဘူးအဲ့လိုမျိုးဆိုရင် तू ယူမှာမဟုတ်တော့ စကြတဲ့ဟာသူကိုယ့်ရဲ့အကြီးချင်းကိုကြည့်လို့သူကြည့်လိုက်တာအဲ့ဒါကြောင့်အမအကိုလာပြောလို့ညီမရှိချင်တာယောက်ျားရကံကောင်းတယ်လို့ပြောလို့ရှင်အဲ့တော့ညီမလေးတွေယောက်ျားရကံကောင်းမှမလုံးတော့ကိုယ့်အကြီးချင်းရှိယောက်ျားရကံကောင်းပြီးသားအဲ့ယောက်ျားကိုကံကောင်းပြီးသားယောက်ျားရကံကောင်းတယ်မို့ယောက်ျားကကံကောင်းတာလို့မပြင်လိုက်မယ်စကားကိုနော်ကိုယ့်ကိုရလို့ယောက်ျားကကံကောင်းသွားတာဟုတ်ပြီကိုကလည်းသူ့ကဲ့သို့အိမ်ထောင်တစ်ခုကိုထိန်းသိမ်းနေတယ်ယောက်ျားကိုရလို့ကံကောင်းတာဆိုရင်လက်ခံတယ် နော်အဲ့လိုဆိုရင်လက်ခံတယ်အာယောက်ျားရဲ့ကံကောက်လဲအဲ့မိန်းကပြောင်းလဲသွားတာနော်ယောက်ျားဘလောက်ရှာရှာအဲ့မိန်းမစီးတဲ့အိဆဲတဲ့ကတဲ့မလုတ်ရင်အဲ့အိမ်ထောင်သွားတာပဲ เนาะအဲ့အိမ်တော့အခုဒီမှာပြောတာကိုရှေ့ရ senior မားလေဆိုပိုတော့တည်အောင်မယ်เนาะကိုကအိမ်တော်သက်10နှစ်ကျော်ပဲရှိသေးတယ်အဲ့တော့အရှိ20ရှိတယ်မားလေပိုတည်သေးတယ်အိမ်တော်ရဲ့မှာတို့ကမိမကရှာပေးတာမှန်တယ်မြောက်စူနောင်စောင်းနိုင်မှာယနေ့ခေတ်မှာဆိုယောက်ျားမိမရောဒန်းလူရှာမှာစီးပွားတက်တဲ့အချိန်ဖြစ်သွားပြီဒါကြောင့်မိန်းကလေးတွေယောက်ျားရယောက်ျားကောင်းကိုရှာမှာမဟုတ်ဘူးကိုကကောင်းအောင်နေရမှာကိုကကောင်းအောင်နေတဲ့ကိုမအရင်ရှိတယ်ဆိုအဲ့ရောက်ယောက်ျားကိုရွေးမှာအမောက်ဆိုလက်ခုနပြတယ်လို့ပဲသူကငါယူရင်ငါလူကြီးပလန်းတဲ့မိမိပအတိုင်းမှာဆွေမျိုးတော့ခေါ်သွားရင်အဆင်ပြေတယ်။โอเคတခြားငါယူမယ်ဆိုပြီးရွေးလိုက်တာပဲ။ နော်ယောက်ျားတွေကရွေးချယ်တယ်မိန်းမတွေကမှတိတ်မရွေးချယ်ဘူးโอเคဒါမှပြောတယ်အဲကြောင့်ယောက်ျားရကံကောင်းတာမဟုတ်ဘူးယောက်ျားကကိုကိုရလို့ကံကောင်းတာ that's right အပြန်လာအဖြစ်ကိုကသူဒီကိုကိုတကယ်နှစ်နှစ်ခါချစ်ပြီးလို့ကိုကံကောင်းတာโอเคလား